ားတော်တော်များများတဲ့မှာဆိုကချင်ဝတ်ဆောင်ကပောက်တယ်လို့ပဲပြောရမှာပေါ့နော်ကချင်တဲလေးတွေကိုကြိုက်တယ်နောက်ပြီးတော့အရင်ကဆိုလဲလက်ဆောင်နေရတယ်ကချင်တဲလက်ဆောင်ပေးမယ်ဆိုကချင်တဲရဲ့လက်ဆောင်ပေးပေါ့နော် အများကြီးဝယ်ရတော့မှကိုရီးယားလေးအရာချီဆယ်ချီကြမယ်ထင်တယ်။ကြားမကျော်သွားဘူးတဲ့။ကိုဝယ်ရအများကြီးဝယ်ရပါတော့နော်။လိပ်စာလေးကမန္တလေးမြို့42လမ်း83 84ကျောင်းမှာရှိပါတယ်ရှင်ရွှေမိုးကချင်ထယ်ဆိုင်မှာရှင် မလာချုပ်တုဆိုတော့လေတိုင်းရင်သားဝတ်စုံလေးတွေကိုရမ်းမြတ်လို့ပါတယ်အဲကြောင့်တိုင်းရင်သားဝတ်စုံလေးတွေရောင်းတဲ့ဒီကျွမျိုးဆိုင်လေးကိုလာပြီးအားပေးရပါ quality ပိုင်းတော့ကောင်းပါတယ်အမတို့မန်လေးကရာတိန်ဥတုပူတော့လေဒီမှာခြိသားချက်ချက်လေးတွေဝယ်လို့ရတဲ့အတွက်ကျွမျိုးဆိုင်လေးကိုလာအားပေးတာပါခြိတယ်လေးတွေကျွဲရောင်းတာမဟုတ်လို့လေကျွမျိုးဆိုင်လေးကိုအားပေးဖို့လည်းဖိတ်ခေါ်ပါတယ်အမလည်းဒီဆိုင်ကိုနှစ်တက်လို့ခဏတိုင်းဝယ်ပါတယ် ကချင်ကကိုယ့်ရဲ့အရန်အကြိုက်ဆုံးတဲ့မှာပါတယ်။ကချင်ကိုကြိုက်နုနုနေတိုင်းခွတ်တာ။အဲ့တော့အမစီမှာလည်းကချင်ရဲ့ဒီဇိုင်းလေးတွေကအရန်လှတယ်။ကိုကစိုက်ခွဲနှစ်ဆိုတော့လေဒါလာရောက်ပြီးတော့တက်ရောက်ပြီးတော့လည်းချင်းမြင့်နဲ့အများကြီးလည်း update ဖြစ်ပါတယ်။ကချင်ကလေ तू ကလေအရန်ဝတ်လို့ကောင်းတာ။ तू ကစောင်းနှင်းဆိုရင် तू ကကိုကအေးရည်ဆိုတော့နွေးတဲ့တက်ကလေးကိုပေးတာ။အခုလိုနွေးရည်ကြားလို့ရှိရင်လေ तू ကအေးတဲ့တက်ကိုပေးတာ။ကဲမန္တလေးမြို့ရဲ့ရာဒီဥရုလိုက်ကိုနော်ဒီကချင်ရဲ့အသားကလေကို့အရန်အေးချမ်းစေတယ်ပေါ့နော် ဟိုဝေးရတာလည်းအရန်ကောင်းတယ်အေးအေးလေးနဲ့အခါဆောင်းနှင်းဆိုလည်းနွေနွေလေးနော်သူ့ရဲ့အသားလေးကချီသားပဲချီသားပဲဆိုတော့လေနွေရဲ့တက်တောင့်တက်တာဖြစ်တယ်ပြီးတော့ဟိုခန္ဓာကိုယ်လည်းထိန်းထားပေးတယ်လို့ခံစားရတယ်ပေါ့ဥမာကိုခန္ဓာကိုယ်မလှတဲ့သူဆိုလို့ရှိရင်သူခန္ဓာကိုယ်လေးကိုထိန်းပြီးတော့ဟုတ်ကဲ့ဟိုကနေအဲ့လိုမျိုးလေးပေါ့ဆုပ်ပုံလေးနဲ့ဆိုရင် तू ကအဲခန္ဓာကိုယ်လှတဲ့သူကြလို့ရှိရင်ပုံပြီးတော့လှတယ်လို့ခံစားရတယ်ဒီခါကလေးကိုကဥမာနေမကောင်းလို့ပိန်သွားတယ်လို့အဆင်မပြေဘူးဆိုလည်းကစင်လေးဝတ်လိုက်လို့ရှိရင်ကိုခန္ဓာကိုယ်လေးကထိန်းထားပြီးတော့ဖြစ်တယ် အဲကြောင့်မို့လို့ဟိုအရန်ကိုမျက်မျက်လုံးလုံးနဲ့ဝေးဖြစ်ပါတယ် တဲ့တဲ့ဝလာမဆက်တဲ့တဲ့တဲ့မနေ့ကဆိုတော့တရထဲတင့်မယ်ထင်တာမဟုတ်ဘူးနေ့ရစလုံးပေါ့နော်ပုဂ္ဂိုလ်ရင်းနဲ့နေ့ရစလုံးတက်ခွင့်ရတဲ့အတွက်ပေါ့နော်ဒီပွဲတက်လို့တက်ခွင့်ရတဲ့အတွက်ဝမ်းလဲဝမ်းသာပါတယ်ပီတီလေးဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်ဒုတိယမြောက်နေ့ပေါ့နော်ပထမနေ့မှာလဲဝလာမဆက်တဲ့တဲ့တဲ့ဒုတိယနေ့မှာလဲဝလာမဆက်တဲ့တဲ့တဲ့မှာအဲ့တဲ့လေးဆိုအများကြီးပဲ မမိုးရဲ့မိတ်တွေကလည်းအများကြီးဆိုတော့ငါဝယ်ကြတယ်အားပေးကြတယ်အဲယူမီတို့ချစ်တဲ့ယူမီတို့ဒီမြောင်းဒီမန်လေးမှာရှိတဲ့ယူမီရဲ့အသည့်တွေပေါ့နော်လာအားပေးကြတယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ယူမီကပြောတင်ပါတယ်ဒီပွဲလေးကိုထပ်ပြီးတော့တက်ခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်မမိုးကသမီးဖြစ်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ် ုင်မှာကတော့ဈေးနှုန်းမျိုးစုံနဲ့အစားစားထားတာပေါ့နော်။မလို့လဲဆိုတော့ကြတော့လူမျိုးစုံဝင်ဝင်နိုင်အောင်လို့ပေါ့နော်။ကချင်ကကြတော့ဒီလိုပေါ့နော်။ဟိုတိုင်းသားတော်တော်များများတဲ့မှာဆိုကချင်ဝတ်စုံကပောက်တယ်လို့ပဲပြောရမှာပေါ့နော်။ပောက်တယ်နောက်တစ်ခုကကချင်ကကြတော့လူတိုင်းကဒီပုံမှန်တာမန်မျိုးသမီးပဲဖြစ်ဖြစ်အင်ရှင်မှာပဲဖြစ်ဖြစ်ရုံးတက်တဲ့အမတွေပဲဖြစ်ဖြစ်ဒီလုပ်ငန်းရှင်ပဲဖြစ်ဖြစ်ကွာ။ဥမာ ဝမ်းဆက်ကလေးကိုဝတ်လိုက်တယ်ဆိုဒီဟာလေးနဲ့ရိုးရိုးပွဲကိုရုံးတက်ဆိုလဲအဆင်ပြေတယ်ဒီဟိုရုံးတက်ဝတ်စုံလေးနဲ့ပဲပွဲတက်ရင်လဲအဆင်ပြေတယ်အော်ဒါလေးနဲ့ပွဲခုမယ်ဆိုရင်လည်းအဆင်ပြေတယ်အဲ့လိုမျိုးအဲ့ဒါလေးတစ်မျိုးရတယ်ကိုကဒီလူတိုင်းအတွက်အားသာချက်ဖြစ်နေတာကချင်းကဟိုဟာဒီဝမ်းဆက်ကလေးကိုဝတ်လိုက်တာနဲ့ကိုဥမာဈေးပေါ်တဲ့ဟာလေးပြင်မဲ့လဲချုပ်ထားတာပေါ်လေးနဲ့မှမှဘယ်ပွဲသွားသွားအဆင်ပြေတယ် ကချင်တဲလေးတွေကိုကြိုက်တယ်နောက်ပြီးတော့အရင်ကဆိုလဲလက်ဆောင်နေရတယ်ကချင်တဲလက်ဆောင်ပေးမယ်ဆိုကချင်တဲရွေးလက်ဆောင်ပေးပေါ့နော်အဲအဲ့ဒါအိုးအရင်ပြီးခဲ့တဲ့အာနှစ်နှစ်သုံးနှစ်လောက်စာကချင်တဲတွေဝိဖြစ်တာဒါမချေကိုတည့်ရလို့ဆိုရင်တည်မှာမချေကချင်တဲတွေပဲအရင်တော့လဲစာဝတ်တာပေါ့နော်လက်ဆောင်ပေးမယ်ဆိုလို့ရှိရင်တော့ဒီကနေပြီးတော့ပဲအထည်ရဝယ်ပြီးတော့ပေးတာဟုတ်တယ် ပရီမီယံဘိုးတို့ဘိုးစစ်တို့じゃသူကရက်တဲ့အချိန်กว่าကွာရက်တဲ့အချိန်ဟမ်းမဲ့အလေးတွေကွာအဲအဲ့လိုနေဆိုတော့သူရဲ့ဒီအသားအခံရအလေးတွေကကောင်းနေတဲ့ခါကျတော့တောင်းနှန်းလေးတွေလည်းကောင်းပါတယ်တင်းနှန်းလည်းကောင်းတယ်ပေါ့နော်အဲ့ခုနအများကြီးဝယ်ရတော့မှကိုရီးယားလေအရာချီဆဲချီကြမယ်ဒီနေ့ရမကြော်သွားဘူးတဲ့ကိုဝယ်ရအများကြီးဝယ်ရပါတော့အဲအများကြီးဆိုတော့အများကြီးရှင်းရမှာပဲပေါ့စဉ်းစားနေအဲ့ဒါကတော့များဈေးနဲ့တက်တယ်ပေါ့နော် ကချင်နဲ့ပတ်သက်လို့ပြည့်စုံတဲ့ရွှေမိုးကချင်ကိုလာပြီးတော့အပ်ပေးပါမယ်။ ်မာလို့ပြောလို့ရှိရင်အရင်တုန်းကဆိုမြန်မာယူရအချီတဲ့တွေကိုတည်တယ်အခုဆိုလို့ရှိရင်မြန်မာလို့ပြောလို့ရှိရင်အဲမြန်မာမာလေးတွေအကုန်လုံးကနိုင်ငံเจ้าမှာပြန်ဝဲတွေဝင်တဲ့အခါမှာလည်းကချင်ယူရဝစ်ဆောင်တွေကိုဖန်တီးပြီးတော့ဝက်သွားကြတယ်ပေါ့နော်အဲဥပမာအပြင်မဲ့ဆိုရင်ပြီးခဲ့တဲ့နှစ်တုန်းကတင်ပြန်ဝဲဝင်ခဲ့တဲ့တက်ဆန်တို့ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလေးပဲဖော်ဆောင်သွားကြတယ်အရင်အရင်နေ့တွေကမစ်စတေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲမြန်မာယူရရင်ကျေးမှုကိုဂုဏ်ယူစွာနဲ့ဒီကချင်ယူရအထက်လေးတွေနဲ့ဖော်ကျူးပြီးတော့မြန်မာဆိုတာကိုလက်မှတ်ထောင်ခဲ့တယ်ပေါ့အခုလာမဲ့မြန်မာနဲ့ကုခါသမယာမှာဆိုလို့ရှိရင်လည်းအကုန်လုံးကအဲကိုလေးစားရတဲ့ဆရာသမားတွေလူကြီးသမားတွေဘယ်တော့ကြတော့မလဲဒါ ဒါဆိုရင်ဒီတန်မိုးငွေအဖြစ်နဲနဲ့များတယ်ဆိုတာအထက်ရိုးရာပစ္စည်းတွေနဲ့ကတော့လာဖြစ်တဲ့တကြောင်တန်မိုးငွေနဲနဲနဲ့လေးရစားပြီးအများကြီးထိတိုက်တဲ့ပုံစံမျိုးကတော့လို့ရတယ်မာရောဝါလေမောင်းအင်ကြီးတွေတို့ဒီ ကလေးစကတ်ဒီចောင်းកပွဲတွေအတွက်တွေတို့ဟိုဟာယောက်ျားလေးတွေအတွက်ဆိုလဲလူကြီးအရွယ်တွေကနေကလေးဒီကပွဲတွေပါတဲ့အရွယ်ပေါ့เนาะ9နှစ်တူ10နှစ်တူအရွယ်တွေที่ဟိုဝမ်ပောင်းအင်းကြီးတွေရောဒီကချင်နဲ့ပတ်သက်တာလေးတို့အများကြီးပဲထားတာပြီးတော့ store ထားပြီးတော့ရောင်းပေးနေ install ရှိရပေါ့เนาะဟိုတချို့ကြတော့ကွာဓာကြီးကိုမဝယ်ခြင်းဘူးငားပဲငားခြင်းလဲဆိုလဲအဲចောင်းកပွဲအတွက်ကိုကချင်မောင်းအင်းကြီးတွေကိုလဲအမားတို့ငားပေးတယ် ုံးလိုက်တာမှာအဲဒါဆိုရင်ကျွန်တော်ခြေဘက်တွေရောပါတယ်ဟုတ်တယ်အစလေးပွဲလေးဆိုနော်ဟုတ်တယ်မှာအဲကြာပြီ36လမ်းဆိုင်မှာကလေးကအပေးနေကြပြီအကြအခုကြနီးသွားတော့ကြတော့အဘိုးဆင်ပြေသွားတယ်ဆက်ဆက်ရေးလည်းကောင်းလို့ PC quality ရေးလည်းကောင်းတော့အမှလည်းသဘောကျတယ်လေကချင်တယ်လည်းကြိုက်တယ် အဲကြောင့်မလို့အများတန်းဝယ်ပြစ်တယ်ပထမဆိုင်ကလေးကအပေးခဲ့တာဆိုတော့အခုကဒုတိယဆိုင်နောက်ထပ်ဆိုင်ခွဲပေါင်းအများကြီးကိုဖွင့်လှစ်နိုင်ပါစေဒီထက်မကလည်းရောင်းကောင်းပါစေလို့ဆုတောင်းပေးပါတယ်ရိုးရအမွေနေ့တွေကိုထိန်းသိမ်းရင်းနဲ့ရိုးရအမွေနေ့တွေကိုချစ်မြတ်လို့တတ်အောင်အကောင်းမွန်သောစိတ်ထားတွေနဲ့အမြဲတမ်းအကောင်းဆုံးဒီဇိုင်းတွေကိုဖန်တီးထုတ်လုပ်ပြင်ဆင်ပေးနေတဲ့ရွှေမိုးကချင်တဲ့ရိုးရကိုတဲ့နဲ့ချစ်တဲ့အမျိုးမျိုးလုပ်ငန်းဟာဒီတမကအခုဆိုင်ခွဲနှိ ိုင်မြောင်းပါသည်ဆိုင်ခွဲပေါင်း20မကအများကြီးတို့ချက်ဖွင့်နိုင်ပါသည်ပြီးတော့မြမရင်ကျင်းမှုအမွေနစ်တွေကိုလည်းဒီနေ့မကပို့ပြီးတော့ဂုံဖော်ဂုံဆောင်နိုင်ပါသည်လို့ဆက်တောင်းပေးလိုက်ပါမယ်ကျွန်တော်လေးတွေရှိလို့ရှိရင်ချွေမိုးကချင်ကိုကြွားခဲ့ပြီးပါဒုတိယဆိုင်ရဟုတ်42လမ်း83နဲ့84လမ်းကြပါရှင့် ဒီရှင်မိုးကချင်ဟိုအထယ်ဆိုင်ကြီးလေပေါ့နော်အာဒီတိထက်မကအများကြီးပို့ပြီးရောရောင်းကောင်းပါစေနောက်ပြီးတော့ဟိုစီးပွားရေးလည်းစတဲ့တူဟိုစတဲ့တဘိုးပေါ့နော်တိုးတက်ပြီးတော့မှအောင်မြင်ပါစေအမျိုးမျိုးနယ်တိုင်းမှာလည်းဆိုင်ကယ်ပေါင်းများစွာအများကြီးဖွင့်နိုင်ပါစေရှင်